ုံးမမင်္ဂလာပါ။ဘုန်းကြီးပြည်သားချင်းတဲ့နေ့ကျေးဇူးတော်လိုက်ပါတယ်။တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုအောက်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာရှင်မန်းကျန်အောင်မြင်မယ်။ဘဝချင်းနေတွတ်တဲ့မယ်။ရတန်နဲ့လုတ်တွေပြန်လဲဆက်တဲ့နိုင်မယ်ဘဝစစ်အောင်မြင်တိုးတက်မှုရှိမယ်ဆောင်ရွက်လိုက်တဲ့ကိစ္စမှန်သမျှကောင်းသောအကျိုးဆက်ကိုရရှိမယ်တရက်နေ့မှာ လုံးသမျှရည်ရွယ်သမျှအောင်မြင်ခြင်းထွက်တဲ့ခြင်းတွေရှိတယ်။နှစ်ရက်နေ့မှာကုတ်ကိစ္စသမကလုပ်ဖို့ကိစ္စပူတွေထုံမယ်။သုံးရက်နေ့အဲ့ဒီနေ့ကဝေချေကံလက်လာပါကံကောင်းတယ်။တဏသိတိနေကဆန်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာပိုက်ဆံတော့ကိုရင်မွေးဖြန်းပြီးတော့လူနဲ့ဆောင်ပေးပါ။လေးရက်နေ့မှာခยีကံကောင်းမယ်အပြောင်းလဲကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စမ်းပွဲမယ်။၅ရက်နေ့မှာ ပစ္စည်းပြောက်တတ်တယ်ရန်တက်ခံတယ်ရှင်ပြီးလောက်ရတတ်တယ်6ရက်နေ့ကတော့ရာရာကောင်းချင်းကံကြမ္မာနဲ့တို့ထည့်ခြင်းရှိမယ်သတင်းကျုပ်လာပြည့်နေနဲ့တင်းလာတိုက်ဆိုင်နေနေလည်းဖြစ်တယ်ဖရာနေကစားနေရဖြစ်ပါတယ်ခုနှစ်ရက်နေ့မှာတော့အသွာလာနေတိုင်းကျူးဆိုင်ပြီးတော့နေထိုင်ရမယ့်နေ့တစ်ခုဖြစ်တယ်ရန်တက်ခံနေဖြစ်တတ်တယ်စိမ့်အောင်ရှိတဲ့ဖြစ်တတ်တယ်တပတ်တာအတွင်းမှာ ကြာသာပတိနေဗုဒ္ဓနေကနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနည်းလာနေသောကြာနေမွေးသူများကြောင့်စိတ်နောက်ဆက်လေးတွေဖြစ်တတ်တယ်။အပြာရောင်ပန်းရောင် အနီရောင်တို့ကို သုံးပေးပါ။နံပါတ်369အချိုးပေးတဲ့ကဏ္ဍဖြစ်သုံးဆွဲနိုင်ပါတယ်။ပန်းရောင်နှင်းစီသုံးပွင့်ဖျားကတ်လူပူဇော်ပြီးအလိုရှိရာဆုတောင်းပါ။ထူးခြားစွာကောင်းခြင်းကံနဲ့ချိုးပေးခြင်းများဖြစ်ထွန်းလာပါလိမ့်မယ်။ယေရှုတည်ပါတယ်။တနည်းလာနေမွေးသူအားလုံး မင်္ဂလာပါ2025အောက်တိုဘာလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြောင်းလဲတဲ့တိုးတက်မှုတွေအတွက်စီစဉ်လို့ကောင်းတယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးကိုယ်ကိစ္စသာမကအလုပ်ဖို့ကိစ္စဖို့တွေဂျုံပဲရှင်ပြိုင်မှုတွေမအောင်မြင်မယ်နာမည်အောင်မြင်မှုနဲ့ဘဝတိုးတက်မှုလုပ်ငန်းကံတက်လန်းအောင်မြင်မှုလမ်းကြောင်းတွေကိုဂျုံတွေ့ရလိမ့်မယ်ဒီရက်နေ့မှာ အပြိုင်ဆိုင်အလုံးကိုကျော်လွှားအောင်မြင်နိုင်တယ်။နှစ်ရက်နေမှာရန်တိုက်ခံနေတဲ့ထေတိုက်တွေ့ရတယ်။သုံးရက်နေမှာရန်ပတိဘက်ကနေအလုံးကိုကျော်ပြီးဘဝတိုးတက်မှုကိုရနိုင်တယ်။လေးရက်နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းရှိမယ်။ငါးရက်နေမှာစိတ်နှောင့်ရှက်တီကြားလေးကတိုးတက်မယ်၊ငွေစုလိုက်ဝင်နိုင်မယ်။၆ရက်နေမှာရန်အလုံးကိုကျော်ပြီးလိုရာပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုကျော်မယ်။ ်ခொနည်းနည်းမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြုံတတ်တယ်ထူးခြားချက်ကတောရက်နေ့ကဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့အဲ့ဒီမှာပန်းဆန်အကျွေးကို အမွှေးနတ်သားပဲပြန်ပြီးသူနဲ့ဆောင်မှာ6ရက်နေ့ကလာပြင်းနေ့တနင်္လာနေ့နဲ့တိုက်ဆိုင်တယ်အဲ့ဒီမှာဖရာနေကစားနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုကို ဆောင်ရွက်နိုင်တဲ့အနေအထားရှိတယ်ဒီတကဒီကာလအတော်အတွင်းမှာ တနင်္လာနေ့စောင့်ကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ရှယ်ဖြစ်တတ်တဲ့နှစ်လေးကိုကနံကျိုးပေးတဲ့အညိုရောင်ပြားရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့လိုရာကိစ္စဆောင်ရွက်ပါအိမ်မှာရှိနေတဲ့သွားတိုက်ဆေးဘူးအဟောင်းနဲ့သဘုဒ္ဓအဟောင်းတွေကိုစွန့်ပစ်ပြီးအသက်အစာတို့သုံးဆွဲလိုက်ပါထူကြသောကံများပွင့်လာပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်အောက်တိုဘာလ1ရက်ကနေ9ရက်နေ့အတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပမ်းမယ်။ရတ္တန်နဲ့လှုပ်တွေပြန်လဲစတင်နိုင်တယ်။ခရီးကိစ္စအစဉ်ပြေမယ်။ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တရားသူတစ်ပါးနဲ့မတူလင်းကစားကိုလှုပ်တဲ့ကိစ္စတရားတပါးသူတွေတောင်းလို့နိုင်တယ်။ဥတီချက်ပြောင်းပြီးတော့ခရီးကိစ္စအပြောင်းလဲကိစ္စတွေမှာအောင်မြင်မယ်။တရက်နေ့မှာ အရာရာတိုက်ခံကြတိုးတက်ပြီးအောင်မြင်မယ်နှစ်ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်သုံးရက်နေ့ရန်တိုက်ခံနေနဲ့ရှင်ပြီးလောက်ရမယ်လေးရက်နေ့ရှင်ပြန်မှုအောင်မြင်မယ်ဘဝကံကောင်းမယ်ဒါပေမဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြည့်ရင်းတယ်၅ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်၆ရက်နေ့မှာပစ္စည်းပြောက်တတ်တဲ့ခီးကိစ္စအစဉ်ပြေမယ်။ခုနှစ်ရက်နေ့ဝေကျေးကံလုပ်ငန်းကံဘဝကံတိုးတက်မယ်။ဒီတပတ်တော်ကာလအတော်အတွင်းမှာ သုံးရနေရဒနာသိတိနကဆန်းရှင်တဲ့နေ့ဖြစ်တဲ့ဝေချိတ်ကိစ္စတွေဆောင်ရွက်ခြင်းပိုက်ဆံကြွေစေတစီကိုအမွေးနံ့သာပြပြန်ဖြစ်ပိုက်ဆံကြွေစေတစီကိုအမွေးနံ့သာပြပြန်ပြီးသူနဲ့ဆောင်ခြင်းပြုပေးပါ6ရနေ့တတင်းချိုလာပြည်နေ့ဖြစ်ပါတယ်တနင်္လာနေ့နဲ့တိုက်ဆိုင်တဲ့အတွက်အနေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ဂါရဝပြုခြင်းကိုဆောင်ရွက်ပေးပါ။ ီကာလအတော်တွင်မှာတနင်္ဂနွေသောကြာစနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ဇာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်အဖြူအစိမ့်မိကိုရောင်တကိုသုံးပေးပါ နှစ်ခုကိုကနန်းနေ့ကိုအကျိုးပေးတဲ့ကနန်းနေ့ဖြစ်သုံးဆွဲနိုင်ပါတယ်ကောင်းခြင်းကံကြမ္မာများရစီရန်တို့ကအနီအောင်ပန်းပွင့်တို့ကိုဖျားတင်ပြီးလိုရာဆုတောင်းပေးပါကျေးဇူးတင်ပါတယ်ပௌထုနေမွေသူအားလုံးမင်္ဂလာပါ 2015ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။ရှင်မန်းချက်တဲ့အောင်မြင်မယ်။လူမျိုးခွဲချိုးပေးမယ်။ဝေးကြီးကံကောင်းမယ်။နေရာပြောင်းလဲခြင်းရဲ့အနစ်သာရကောင်းကိုကြုံမယ်။မဖြစ်နိုင်မှုထင်တဲ့လူတွေလုတ်ကဲ့ပြီးအောင်မြင်မယ်။တရက်နေ့ကကောင်းသောပြောင်းလဲနဲ့တိုးတက်မှုရှိစေလေ။နှစ်ရက်နေ့မှာ ဝေကြီးကိစ္စဒုံကန်းကိစ္စမှသမျှဆောင်ရွက်ဆင်ဖြစ်မယ်၃ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တတ်တယ်၄ရက်နေ့ကအရေးပါတဲ့ဆုံးဖြတ်ချက်စရမယ်၅ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရရှိမယ်၆ရက်နေ့မှာအခက်အခဲဖြစ်ရှင်းနိုင်မယ်ဘဝတိုးတက်မယ်၇ရက်နေ့မှာသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးခြင်းကြံ့ကြာခြင်းတွေကြောင့်ပဲဒီတပတ်တာကာလအတွင်းမှာဇာတာပတိနေဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းကျိုးပေးလိမ့်မယ် တနင်္ဂနွေတနင်္လာနေ့မွေးသူတွေဒုက္ခပေးနေမယ်အဖြူအစိမ်းမိကိုရောင်တော့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်နံပါတ်3ခုကိုကနိုင်နေအကျိုးပေးတယ်ထူးခြားချက်က3ရက်နေ့အောက်တိုဘာဒနသိတိနက္ခတ်ဆန်းရှင်တဲ့နေ့ဖြစ်တယ်ပိုက်ဆံအစုပ်တွေပြန်ပြီးတော့ကတ်ပြီးတော့စနေတကြအစုပ်အနှုတ်တွေကိုသေချာသိမ့်ပြီးတော့တနည်းမှာ စုဖာစုပုံသေချာသိမ့်စီလိုက်ပါထူးခြားတဲ့ကံကိုရစေတယ် 6ရက်နေ့တတိယလပြည့်နေ့အဲ့ဒီနေ့မှာတနင်္လာနေ့နဲ့တိုက်ဆိုင်တယ်အနေကစားကာတာတို့နာယူခြင်းအနေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ကာရဝပြုခြင်းကရော့ခြင်းပြုပေးပါဒီတစ်ပတ်အတွင်းကောင်းခြင်းခံကြမှာများရရှိခြင်းအတွက်အကြီးကဲတို့ကိုမောသစ္စည်းတို့လူတန်းခြင်းပြုပေးပါခြေဆုတင်ပါတယ်ဇာသာပတိနေမွေသူအားလုံးမင်္ဂလာပါ2025 အောက်တိုဘာလ၁ရက်ကနေ9ရက်နေ့တော်တွင်မှာရံများမယ်အတိုက်ခံများမယ်အခက်ခဲကြားမှတိုးတက်မယ်အထင်လွဲခံရတဲ့အာမခံခြင်းတာဝန်ယူခြင်းမပြုနဲ့ကြားရရဆက်ရွာတတ်တရက်နေ့မှာအရာရာသတိထားမယ်နှစ်ရက်နေ့မှာအညာဆိုးကင်းပြီးတော့စိတ်ချမ်းသာစရာတွေချုံမယ်သုံးရက်နေ့မှာခရီးကံကောင်းမယ်မိကောင်းဆွေကောင်းထောက်ပြုရမယ် တဏသိတိနက္ခဆန်းရှင်နေနေဖြစ်တဲ့အဲ့ဒီနေ့မှာဝေချိကိစ္စပြောဆိုခြင်းလောက်ကင်ခြင်းညှိုးပေးတယ်၄ရက်နေ့မှာအရာရာကံကောင်းခြင်းအစဉ်ပြေခြင်းနဲ့ဘဝတွတ်တဲ့ခြင်းညှိ၅ရက်နေ့မှာလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်မှအကျဉ်းစီအနောက်ချက်တွေရှိတတ်တယ်၆ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နေတယ်အဲ့ဒီနေ့ကတည်င်းကျလပြည့်နေအကြီးကဲများတဲ့ဂရဝပြုပါတော့ရောက်ပြီးတော့ ရှ िख ိုးခြင်းကာရဝပြုခြင်းမိဘဆရာသမားတို့ကိုကာရဝပြုခြင်းနဲ့ပြုရန်ကောင်းတဲ့အပြင်တနင်္လာနေ့နဲ့လပြည့်နဲ့တိုက်ဆိုင်တော့အနေကစားတင်ရန်မတန်ကောင်းတဲ့နေ့တစ်ခုဖြစ်တဲ့ခொနည်းနေ့မှာရပိုင်ခွင့်ပြန်ရခြင်းအခက်ခဲကြော်လွားခြင်းဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ဒီကာလအတော်တွင်မှာဇာသပတိနေ့ဗုဒ္ဓနေ့တနင်္လာနေ့မွေးသူတွေကိုကောင်းချိုးပေးတယ်တနင်္ဂနွေအင်္ဂါမွေးသူတွေဒုက္ခပေးတတ်တယ် ငါးခုကိုကနံအကျိုးပေးတယ်အဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုဝှက်ပြီးတော့အလိုရှိရာကိစ္စတွေလောက်ခံရင်အောင်မြင်မယ်ကောင်းသောခံချမများရဖို့အတွက်အဖြူရောင်ပန်းဖျားတည်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလတရနေ့ရနေ့ခုနှစ်နှစ်တော်တွင် ဟာ ကောင်းသောကံကြမ္မာလွှမ်းမိုးနေတယ်ရှင်မကြအောင်မြင်မယ် မိကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းတို့ကကြိုးပေးမယ်မင်္ဂလာကိစ္စပါဝင်ပတ်သက်ရမယ်တရက်နေ့မှာအရာရာကောင်းခြင်းတိုးတက်ခြင်းကိုရနှစ်ရက်နေ့မှာမတော်တဆနဲ့ကျူးဆမ်းသုံးရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်လေးရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရနိုင်တယ်ငါးရက်နေ့ကတော့အလုံးစုံစင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်၆ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတိုးတက်မယ်ခုနှစ်ရက်နေ့မှာအရဝင်းနဲ့ဆက်ဆက်မှုကနေကောင်းသောအကျိုးဆက်နဲ့ တဏ္ဏကိုပေါ်ထွန်းနိုင်တဲ့အနေသားကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိမဲ့သဘာဝကိုဗန်းဤကြုံတွေ့ရမှာဖြစ်ပါလေ။သုံးရက်နေ့ကဓနာသိတိနဲ့ခါဆန်းရှင်တဲ့နေ့ဖြစ်တဲ့အဲ့ဒီနေ့မှာမတူညီတဲ့အမျိုးအစားအခြေစိတ်နှစ်စိတ်ကိုဖတ်စိတ်တဲ့ထည့်ပြီးတော့ဆောင်းလိုက်ပါလက်ပွင့်ခြင်းကံကောင်းခြင်းတွေရှိ6ရက်နေ့ကလာပြင်းနေသတိကျောလာပြင်းနေဖြစ်တဲ့အတွက်အကြီးကဲများထံသွားရောက်၍ကရောပန်းစင်ခြင်းကရောဝပြုခြင်းများ ဆောင်ရွက်ပါတနင်္လာနေ့နဲ့လပြင်းနဲ့တိုက်ဆိုင်တဲ့အတွက်အနေကစားကာတာတော်ကိုလည်းရွတ်ဖတ်ခြင်းပြုပေးပါ ထူးထူးခြားခြားကောင်းခြင်းခံတဲ့ရရှိလာပါမယ်ဒီကာလအတော်တွင်မှာတနင်္လာနေ့အင်္ဂါနေ့မုတ်ထူးနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေတောက်ကြမွေးသူများကြောင့်စေနောက်ရှိတဲ့ဖြစ်တတ်ပါတယ် ရှစ်ခုကိုကနန်းနေကြိုးပြပါတယ်အနဲ့ရောင်ပြည့်ရောင်နဲ့ပြောင်တွေဝတ်ဆင်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါအရာဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တရားနေကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိကြိုးပြသွားမှာဖြစ်ပါတယ်လိုရာဆန္ဒပြည့်စုံခြင်းများရှိလာပါလိမ့်မယ်ယေရှုတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ9ရက်တွင် အပြောင်းလဲတွေရှိတယ်။ရှင်မန်းချက်စေအောင်မြင်မယ်စိတ်ကုသတွေပေါ်နေတယ်ရဲရဲလို့ပါ။ပေါ်ပေါက်လာတဲ့ခွေရည်တွေရတယ်ကိုယ့်အတွက်တကယ်ကျိုးပေးတဲ့ခွေရည်တွေဖြစ်မယ်။နေနေရလုံနေရဝင်းကျင်တွေအပြောင်းလဲစစ်တွေပေါ်မယ်။ဒီနေ့မှာကောင်းသောကံကြမ္မာနဲ့တိုးတက်မှုရှိမယ်။နှစ်ရက်နေ့မှာရပိုင်ခွင့်နေပြန်လဲရရှိနိုင်တယ်။သုံးရက်နေ့အထူးကောင်းတဲ့နေ့ဖြစ်တယ်။ဒနာသိတိနဲ့ခန့်ဆန်းရှင်တဲ့နေ့ဖြစ်တယ်။နံပါတ်၃ညကနန်းနဲ့ဆုံးတဲ့ပိုက်ဆံတွေကိုဝိနတ်သာပြန်ပြီးသူနဲ့ဆောင်မှာ လေးရက်နေမှာရှင်ပြဲမှုမှမြောင်းမြင်မယ်အစ်စ်မြေဘဝတိုးတက်မှုကိုကြုံမယ်ငါးရက်နေမှာ ပြဿနာဟောင်းတွေဖြေရှင်းနိုင်မယ်အခက်ခဲတွေပြေလျောင်ဖြေရှင်းနိုင်မယ်၆ရက်နေပျော်ရွှင်စရာကောင်းတဲ့နေ့မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လာပြည့်နေ့တတိယလာပြည့်နေ့တနင်္လာနေ့တိုက်ဆိုင်တဲ့အနေကစားကာတာတို့ရွတ်ပါအနေကစားတင်ပါအကြီးကဲများထံသွားရောက်ခြင်းမိဘများထံသွားရောက်ရင်ကတော်ပန်းစင်ပါခொနည်းနည်းက ဥတီကျဲပြောင်းပြီးလှုပ်တာဆင်ပြေတဲ့အရာရာကောင်းတဲ့အနေထားရှိတယ်။တပတ်တာကာလအတော်တွင်မှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်တဲ့တစ်ခုံကိုကနန်းနေ့ကျိုးပေးတယ်။အဝါရောင် လေးပွင့်ရောင်နှုတ်နေရောင်တို့ကိုဝတ်ဆင်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။နေနိဗ္ဗာန်မှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကိုမုံအဟာရဆေးဝါးလှူဒန်းခြင်းပြုပါကျေးဇူးတင်ပါတယ်